တင်နေတင်ပေးမဲ့စကလုံးကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်။တခါလဲလိုက်ချက်သွားပေးပါနော်။ဒီတိုးတက်မှုနဲ့ပတ်သက်တဲ့အပိုင်းလေးတွေဖြစ်ပါတယ်ပေါ့နော်။ပထမတလုံးကိုကြည့်ရအောင်။ပထမတလုံးကကျွန်တော်တို့ဒီတိုးတက်အောင်လှုပ်တဲ့ဖြန့်ဖြိုးအောင်လှုပ်တဲ့ကို ထိုင်လို့ဖတ်ထနာလို့တုံးတယ်နော်။ဖတ်ထနာတုံးတဲ့ဖတ်ထနာဖတ်နာမဟုတ်နော်။ဖတ်ထနာဖတ်ထနာ ်ဒါမယ်နော်ဥပမာစာကြောင်းနဲ့ကြည့်ရအောင်เราต้องพัฒนาตัวเองอยู่ตลอดเวลา เนาะ เราต้องพัฒนาตัวเองอยู่ตลอดเวลาကျွန်တော်တို့ကိုယ့်ကိုယ်အမြဲတိုးတက်အောင်လုပ်နေရမယ်ဆိုတဲ့သဘောပါเราကျွန်တော်တို့ကต้องสุดาก็ยามพัฒนาสุดาก็ตัวแต่เอาลงเดเราต้องพัฒนาจนเราตัวแต่เอาลงในยามเอยามเนาะ เราต้องพัฒนาตัวเองสุดาก็กู้กูบอเนาะ จนเราตัวกู้กูตัวแต่เอาลงในยามเนาะ ตลอดเวลาสุดาก็อเมยดันเข้าไปเนาะ เราต้องพัฒนาตัวเองอยู่ตลอดเวลา ဟုတ်ပြီနော်ဒုတိယစာကြောင်းကြည့်ရအောင်ဒုတိယစာကြောင်းကဒီရီမန်းချက်ပန်းတိုင်ပေါ့နော်ကိုယ့်ကိုကြတော့ကျွန်တော်တို့ဒီပေါ့မိုင်လို့တုံးတယ်နော်ပေါ့မိုင်ပေါ့မိုင်စာကြောင်းနဲ့ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဒီတိကျတေချာတဲ့ပန်းတိုင်ရှိရမယ်လို့ပြောမယ်ဆိုရင်เราရှိတင်တယ်လို့ပြောမှာပေါ့နော်ရှိတင်တယ်လို့ပြောမယ်ဆိုရင်เราควรมีเป้าหมายที่ชัดเจน ညမယ်နော်ကျွန်တော်တို့ဒီတိကျတေချာတဲ့ပန်းတိုင်ပေါ့နော်ပါကိုလိုချင်လဲဆိုတာကိုတိကျတေချာတဲ့ပန်းတိုင်တစ်ခုရှိရမယ်လို့ပြောမယ်ဆိုရင်เราควรมีเป้าหมายที่ชัดเจนညမယ်နော်เราကျွန်တော်တို့ควรတင်နေပေါ့နော်မီဆိုတာကရှိတယ်ควรมีရှိတင်နေเป้าหมายဆိုတာကပန်းတိုင်ที่ชัดเจนเนาะတိကျတေချာတဲ့ဟာเนาะ เราควรมีเป้าหมายที่ชัดเจนဟုတ်ပြီเนาะတတိယစာကြောင်းကိုကြည့်မယ်တတိယစာကြောင်းကဒီ စိတ်ခอန်အားပေါ့နော်စိတ်ခွန်အားတို့တွနิးအားတို့နော်ဒီ inspiration ကัုပြောတာအဲ့ဟာကိแรงบันดาลใจรို့တောင်းยังไงเนาะแรงบันดาลใจแรงบันดาลใจอุปมาာาြောင်นနဲ့ကြည့်မယ်ပေါ့နော်အနန်စလေမနီเป็นแรงบันดาลใจให้ผมเปลี่ยนชีวิตเนาะหนังสือเล่มนี้สุดากาตีสาโอกาบอเนาะ ป็นဖြစ်တယ်แรงบันดาลใจဆိုတာကဒီစိတ်ခွန်အား inspiration ဖြစ်တယ်ပေါ့เนาะ high point print ชีวิตဒီကျွန်တော်ဘဝပြောင်းလဲအောင်အဲ့လိုမျိုးပုံစံရမယ်เนาะနောက်တစ်ခုကြည့်အောင်နောက်တစ်ခုကဒီအဝီရိယပေါ့နော်ဝီရိယရှိတာကိုကျွန်တော်တို့ဒီ discipline ရှိတာလို့လည်းတုံလို့ရတာပေါ့နော်ဒီ win nine လို့တုံတယ် win nine win nine ရမယ်နော်ဝီရိယရှိတယ်ဥပမာအားဖြင့်ခေါမီ win nine ในการเรียนภาษาไทยပေါ့နော်သူကဒီ Thai ภาษาစကားလေ့လာတဲ့ နေရာမှာပေါ့เนาะတော်တော်လေးဝီရိယရှိတယ်လို့ပြောချင်တာเนาะ खाओ मी วินัย नाइ การเรียนภาษาไทยညမယ်เนาะ खाओ သူက मी ရှိတယ်วินัยဆိုတာကဒီဝီရိယရှိတယ်เนาะ नाइ การเรียนภาษาไทยဒီ टाइप ภาษาပါဒစကားလေးလာတဲ့နေရာမှာဆိုတဲ့သဘောပါဟုတ်ပြီနောက်ဆုံးတစ်လုံးကြည့်ရအောင်နောက်ဆုံးတစ်လုံးကတာကလေတချို့လည်းမကြဖူးဘူးတချို့လည်းကြဖူးတယ်ဒါပေမဲ့ တည်ထားဖို့လိုအပ်တယ်เนาะဒီအတုံးများပါတယ်ပေါ့เนาะပါလဲဆိုတော့ဒီစိတ်နေစိတ်ထားစိတ်တဘောထားကိုကြာတော့ကျွန်တော်တို့ဒီသัศနာခတိလို့တုံးတယ်เนาะသัศနာခတိသัศနာခတိကိုကတခုခုကိုကြည့်တဲ့အချိန်မှာဘယ်လိုစိတ်နေစိတ်ထားနဲ့ကြည်တာလဲအဲ့လိုမျိုးပေါ့เนาะအကောင်းမြင်စိတ်နဲ့လားအဆိုးမြင်စိတ်နဲ့လားအဲ့ဟာဒီအားလုံးကိုကျွန်တော်တို့ဒီသัศနာခတိလို့တုံးလို့ရတယ်သัศနာခတိရမယ်เนาะဥပမာအားဖြင့်ပေါ့เนาะဒီခုနီမီ ทัศนคติที่ดีมากตีกะเลกาตีเส้นนี่เส้ท่าบ่เนาะตลอดนี้ก็ก้าวเนี่ยလို့ပြောခြင်းน่ะเส้นนี่เส้ท่าဆိုတာတည်းဒီ attitude ကိုပြောခြင်းน่ะဗောเนาะသူရဲ့ attitude ကတော်တော်လေးကိုကောင်းတယ်ဆိုတဲ့ပုံစံပါ देखो နီမီအာทัศนคติที่ดีมากเลยအဲ့လိုမျိုးလေးတွေတုံးလို့ရတယ် พี่เนาะทัศนคติใส่นี่ใส่ทาใส่ตะบอทาตะคุคู่ก็โกยอเมีนจี้ได้ปုံสั่นบ่เนาะไอ้หานี้นี่ก็เราต้อทัศนคติเราต้องรู้ยาได้งาลงสลนเปลี่ยนเปียวจี้ยาเอาเนาะปฐมาสงตะลงพัฒนาเป้าหมาย แรงบันดาลใจ วินัย ทัศนคติ ဟုတ်ပြီနော်အခုကျွန်တော်တင်ပေးတဲ့စကားလုံးလေးတွေကဒီလုံးဝအခြေခံကနေလေ့လာတဲ့လူလဲအသုံးပြုလို့ရအောင်နော်လေ့လာတာကြာပြီးစကားလုံးအစ်စ်လို့ချင်တဲ့လူတွေဆိုရင်လဲလေ့လာလို့ရအောင်ဒီရွေးပြီးတော့တေချာလေးပြင်ဆင်ထားပြီးချင်းဖြစ်ပါရယ်ပေါ့နော်ရအောင်လဲလိုက်လို့ပါနော်ကြက်ထားတဲ့စကားလုံးလေးတွေလဲ comment မှာ like ပြီးမှရေးပေးပါနော်ကျွန်တော်အနေနဲ့ okay ចောင်းသားတွေ like လုပ်နေပါတယ်ဆိုတာကိုသိအောင်ပေါ့နော်အခုဆိုရင်နံပါတ်14အထိရောက်လာပြီးတဘောကစကားလုံးပေါင်းအလုံး90ရှိပြီနော်ခဏခဏပြန်နှွေးပါနော်မိန့်လဲစိတ်သက်မကြနဲ့ ေ့တာကကျွန်တော်အများအားပြောတဲ့အတိုင်းပုံမှန်ပဲတပဝပဲเนาะမေ့ရင်ပြန်နှွေးလိုက်ရုံပဲပေါ့เนาะစိတ်ညစ်မနေနဲ့မေ့ပြီးတော့စိတ်တက်ကြမနေနဲ့ပေါ့เนาะဆိုတော့ဒီလောက်ပါပဲတင်းနေတွက်ကတော့ဒီလောက်ပဲเนาะကြည့်၍ဒီကျွန်တော်စီမှာတင်တန်းအခြေခံကနေတေးချလေးလေးလာခြင်းနဲ့ဆိုရင်ထိုက်စာထိုက်စာကဒီလောက်ကုန်တရက်နေ့ပြန်ဆဖို့ရှိပါတယ် Facial Messenger ကိုမေးမြန်းပေးပါเนาะတင်းနေတွက်ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာဆက်ပြီးတော့တွေ့ပါမယ်เนาะ From James Sadiq